်မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်လိုင်ဇာထဏကျောင်းနီဗျူဟာမူးရုံးထိုင်တဲ့နော်ရာစင်ခန်ပွန်တောင်စကန်ကို KIA ကထပ်မံတင်ပိုက်လိုက်ပြီး၃ရက်တူမှာစကန်စုစုပေါင်း20နီးပါးကိုတင်ထားနိုင်ပြီလို့ဗိုလ်မှူးကြီးနော်ဘူးကပြောပြပါဗျာမင်းအောင်လိုင်းပေးရခဲ့တဲ့ဂုံနူးဆောင်စစ်မှုထမ်းကောင်တစ်စက်ရဒုဗိုလ်မှူးကြီးရဲထုံဝင်တဲ့တပ်ဖွဲ့ဝင်တွေကိုအေကအသေးဖမ်းဆီးရရှိခဲ့တဲ့တဲ့င်းပါဝင်နောက်ဆုံးရတဲ့တဲ့င်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ကချင်ပြည်နယ် KIO ဌာနချုပ်လိုင်ဇာနီစစ်ကောင်စီရဲ့ Nora Sin Khanbuan Town Scan ကို KIA ဥဆောင်တဲ့ပူပေါင်းတပ်တွေကသိမ်းပိုက်ရရှိခဲ့လို့ KIA သတင်းပြန်ကြားရေးတာဝန်ခံဘုံမူကြီးနော်ဘူကပြောပါရတယ်။အဲဒီ scan ဟာအကြက်ပဲစစ်တပ်ရဲ့ဗျူဟာမှုရုံးထိုင်တဲ့ scan ဖြစ်တယ်လို့လည်းဘုံမူကြီးနော်ဘူကပြောပြပါရတယ်။အခု၃ရက်အတွင်းမှာသိမ်းပိုက်ရရှိခဲ့တဲ့စကန်ဂျီ scan ရဲ့ကာကင်းတွေပါဝင်စုစုပေါင်းစစ်ကောင်စီတပ်စကန်20နီးပါးရှိလာပြီဖြစ်တယ်လို့လည်း KIA သတင်းပြန်ကြားရေးတော်ဝန်ခံဘုံမူကြီးနော်ဘူကပြောပြပါရယ်လက်ရှိမှာ KIA အနေနဲ့ကချင်ပြည်နယ်တွုံးမှာစစ်ကောင်စီတပ်တွေနဲ့တိုက်ပွဲတွေဖြစ်ပွားနေပြီးကချင်ပြည်နယ်တွုံးမှာတိုက်ပွဲတွေဆက်လက်ရှိနေဦးမယ်လို့လည်းဘုံမူကြီးနော်ဘူကအတိပေးပြောဆိုပါရယ်ရှင်စကိုင်းတိုင်းသတင်းတပောကိုတင်ဆက်ပေးကြပါရစေ။စကိုင်းတိုင်းကလေးမြို့နယ်နန်းချောင်းရွာစာတင်ချောင်းကိုအကြမ်းဖက်ဆက်တက်ဟာလေချောင်းကနေဘုံကျဲတက်ခတ်ခဲ့လို့ဒေသတွင်းသတင်းမြစ်တွေစီကသိရှိရပါရစေ မလ10ရက်နေ့မှာနန်းချောင်းရွာစတင်ကြောင်းကိုအကြက်ဖက်စစ်တပ်ကလေကြောင်းနဲ့ဘုံကျဲတက်ခတ်ခဲ့တာဖြစ်ပြီးစတင်ကြောင်းကားတွေနဲ့ပစ္စည်းချို့ပျက်စီးခဲ့ရလို့သိရှိရပါတယ်။နန်းချောင်းရွာစတင်ကြောင်းကိုနန်းချောင်းရွာရဲ့တမိုင်ကျော်ခန့်ကွာဝေးတယ်။အောင်မြင်သာရွာမှာတွက်ဆဲထားတဲ့အကြက်ဖက်တပ်သားတွေက drone နဲ့ဘုံကျဲခဲ့တာလည်းဖြစ်ပါတယ်။အဲလိုဘုံကျဲတာဖြင့်လက်လက်ကြီးတွေနဲ့လည်းနန်းချောင်းရွာတွေကိုပစ်ခတ်ခဲ့လို့ဒေသခံပြည်သူတွေကပြောပြပါတယ်။ကျပ်ပဲစစ်တပ်ကအဲ့ဒီလိုပြစ်ခတ်နေတာကြောင့် ပြည်သူတွေအားလုံးဟာဘေးလွတ်ရာကိုတိမ်းရှောင်နေကြရတဲ့အတွက်ထိခိုက်တာမရှိဘူးလို့လည်းသိရှိရပါတယ်။ကလေးမျိုးအတွင်းမှာဒေသတော်လှန်ရေးတပ်ဖွဲ့တွေနဲ့အကြမ်းဖက်စစ်တပ်ကြားမှာစစ်ရေးတင်းမာနေပြီးဖေဖော်ဝါရီလ22ရက်နေ့ကနေစတင်ကနေ့စဉ်ဒီပါတိုက်ပွဲတွေဖြစ်ပွားနေရလို့လည်းသိရပါတယ်ရှင်။ဒီတစ်ခါမှာတော့ကင်းနီပြည်နယ်မှာဖေဖော်ဝါရီလအတွင်း အကြမ်းဖက်စစ်တပ်ဟာလက်နက်ကြီးလေကြောင်းတွေကနေတိုက်ခိုက်တာဖမ်းဆီးတပ်ဖြတ်တာတွေကြောင့်ရက်သားပြည်သူ25ဦးသေဆုံးခဲ့လို့ KNL ရဲ့ဗဟိုသတင်းနဲ့ပြန်ကြားရေးဌာနတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တတဲ့နာကိုပြပြပါရယ်ဖေဖော်ဝါရီတွင်အကြမ်းဖက်စစ်ကောင်စီဟာရက်သားပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်တာနဲ့ဖမ်းဆီးတပ်ဖြတ်တာတွေကြောင့်ရက်သားပြည်သူ25ဦးဟာသေဆုံးသွားခဲ့ရတယ်လို့ ဒဏ်ရာရှိသူ42ဦးရှိတယ်လို့လည်းသူကဆက်လက်ပြောပြပါရယ်။လေကြောင်းနဲ့လက်နက်ကြီးတက်ခတ်မှုတွေကြောင့်တေဆုံးခဲ့ရသူနဲ့တပ်ဖြတ်ခံရသူတွေထဲမှာခလင်းငယ်တွေကိုယ်ဝန်ဆောင်တဲ့မတန်ဆန်းသူတွေပါပါဝင်တယ်လို့လည်းသိရှိရပါရယ်။လက်ရှိမှာကင်းနီပြည်နယ်အခြေအနေဟာလိုက်ကော်မြို့မှာစစ်ကောင်စီတပ်နဲ့တော်လိုင်းတပ်ဖွဲ့တွေကြမှာနေ့စဉ်ဒီပါထိတွေ့မှုတွေရှိခဲ့ပြီးတိုက်ပွဲတွေပြင်းထန်ခဲ့ရလို့လည်းသိရှိရပါရယ်။လိုက်ကော်မြို့ပေါ်မှာကင်းနီတော်လိုင်းတပ်ဖွဲ့တွေကမြို့ကိုဝန်းရံပိတ်ဆို့ထားတာဖြစ်ပြီး ဆက်စင်ရေးတွေကိုဆက်လက်ဆွနှဲနေရလို့လည်းသိရှိရပါတယ်။မြို့ပေါ်အခြေစိုက်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်တွေသာဆက်လက်တွတ်ဆဲထားနိုင်တာဖြစ်ပြီးမြေပြင်ထောက်ဖို့လမ်းကြောင်းတွေပြတ်တောက်နေတဲ့အတွက်ကြောင့်လေကြောင်းကိုသာအားထားနေရတယ်လို့လည်းသိရှိရပါတယ်။စစ်ကောင်စီကလိုက်ကော်မြို့ပါနေ့စဉ်လက်လက်ကြီးတွေနဲ့ပိတ်ခတ်နေတဲ့အပြင်လေကြောင်းကနေလည်းဘုံကျဲတာကင်းထောက်လင်းတွေ drone နေနဲ့ရက်ွက်တွေကိုမီးလောင်ဘုံတွေကြက်ချတာတွေကိုနေ့စဉ်ညီပါပြုတ်ခဲ့ရမှာ ပြည်သူတို့နေရဲ့အများအပြားဟာမိလောင်ကျွမ်းခဲ့ရတယ်လို့ KND ရဲ့ဘောသတင်းနဲ့ပြန်ကြားရေးဌာနတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်သတင်းဌာနကိုပြောပြပါရရှင်ရခိုင်ပြည်ရသတင်းတပုတ်ကိုကြည့်အောင်ပါရခိုင်ပြည်မြို့တော်စစ်တွေမြို့တွင်မွတ်စလင်ရက်ွက်အတွင်းကိုမလ9ရက်နေ့ညပိုင်းအချိန်ကလက်လက်ကြီးကြီးကြက်ရောက်ပောက်ကွဲသွားမှုကြောင့်မွတ်စလင်ရှင်ဦးဟာတိုက်ဆုံသွားခဲ့ရပြီးစစ်နုံဟာပြင်းထန်တရားရှိခဲ့ပါတယ်ဆက်ယုံစုရက်ွက်ကကျန်းဖက်စစ်ကောင်စီရဲတပ်ရင်အမှတ်စနစ်ကနေ ပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီး၅လုံးတည်းရာတစ်လုံးဟာမွတ်စလင်လူမျိုးတွေနေထိုင်ကြတယ်။ကတဲ့ရွာရက်ွက်နဲ့အင်ဘာလာရက်ွက်အဆက်ကြားကြားရောက်ပေါက်ကွဲသွားကြတာလည်းဖြစ်ပါတယ်။တေဆုံသွားသူတွေထဲမှာကြားမအရေးအတွက်ခွဲခြားမသိရှိရသေးပေမဲ့လည်းတက်ကြီးပိုင်းနှုန်းနဲ့ကလင်းငယ်နှုန်းပါဝင်သွားပြီးထိခိုက်ဒဏ်ရာရှိသူတွေထဲမှာအမျိုးသမီးအများဆုံးပါဝင်တယ်လို့လည်းဒေသခံပြည်သူတို့ကပြောပြပါဗျာ။ ပေါက်ကွဲမှုဖြစ်ပြီးနိုင်ဝက်အတွင်မှာအကြက်ဖက်စစ်ကောင်စီတပ်သားတွေနဲ့ရက်တပ်ဖွဲ့ဝင်တွေရောက်ရှိလာပြီးရက်ကွက်အတွင်လုံခြုံရေးယူကသေဆုံးဒဏ်ရရှိသူတွေကိုချက်ချင်းစစ်ရုံပို့ဖို့အတွက်ယူဆောင်သွားတယ်လို့နောက်ထပ်ဒေသခံတို့ကအတီးပြုတ်ပြောဆိုပါတယ်စစ်တွေမျိုးဆက်ယုံစုရက်ကွက်ကအကြက်ဖက်စစ်ကောင်စီရဲ့အမှတ်စနစ်ရက်တရင်ဟာတကြော့ပြန်တိုက်ပွဲဆက်တင်ခဲ့တယ်2023ခုနှစ်နိုဝင်ဘာလ17ရက်နေ့ကစတင်ပြီးလူနေမြို့ရွာတွေကိုလက်နက်ကြီးတွေနဲ့အငြင်းလဲလိုလိုပစ်ခတ်နေတာလည်းဖြစ်ပါတယ်ရှင်။ ဒီတစ်ခါမှာတော့ရန်ကုန်မန္တလေးအမြန်လမ်းပိုင်းမှာစစ်ကားမိုင်းဆွဲခံရမှုကိုမသိရှိလို့ဆိုပြီးလမ်းအင်ဂျင်နီယာတွေအရေးယူခံရကြောင်းစောလုံးရေးဝန်ကြီးဌာနလမ်းဦးစီးဌာနတရင်မြစ်ကပြောဆိုပါတယ်မလ၈ရက်နေ့မနက်ပိုင်းအချိန်ကမကွေးမြို့အခြေစိုက်တပ်မ88တပ်ကအကြမ်းဖက်စစ်ကောင်စီဗိုလ်ကြီးကျော်သူရပိုင်ဦးစီးကစစ်တီတော်ကျင့်ဝတ်ဆောင်ဝေးဝဲဖြစ်ဆိုဖို့လာရောက်တဲ့စစ်ကားတစ်စီးကိုရန်ကုန်မန္တလေးအမြန်လမ်းမိုင်းတဲအမှတ်320အရောက်မှာ ရှစ်ထွက်မှရှစ်လုံးနဲ့ဖောက်ခွဲတိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်စစ်ကောင်စီရဲ့ညွန်ကြားစာထဲမှာမန္တလေးတိုင်းနထိုးကြီးမြို့နယ်ရန်ကုန်မန္တလေးအမြန်လမ်းမကြီးမှာတပ်မ88မကွေးကဗိုလ်ကြီးကျော်သူရပိုင်ဦးစီးရဲ့စစ်သား16ဦးပါ စီးနှင်းလာတဲ့စစ်ကားဟာစစ်တီတော်ကျင့်ဝတ်ဆောင်ရွက်ဖြစ်ဆိုပြီးပြန်လာစဉ်တွင်ရှစ်ထွက်မှ၃လုံးနဲ့ဖောက်ခွဲတိုက်ခတ်ခံရတယ်လို့ဖော်ပြထားပါတယ်ဒီလိုတိုက်ခတ်ခံရမှုကြောင့် စစ်ကားရဲ့ရှေ့လေးကားမှန်ဟာကွဲအပ်ပျက်စီးသွားသလိုမပေါက်ကွဲသေးတဲ့မိုင်းနှလုံးကိုလည်းထပ်မံတွေ့ရှိရတယ်လို့យေတာထားပါဗျ။အဲ့ဒီဖြစ်စဉ်ကိုလမ်းအင်ဂျင်နီယာတွေကမန်လာရှိရတဲ့ညနေပိုင်းအထိမသိရှိသေးတဲ့အတွက်ကိုယ်အင်ဂျင်နီယာတွေအားလုံးကိုအရေးယူလိုက်လို့စစ်ကောင်စီညွှန်ကြားစာမှာဖော်ပြထားပါတယ်။လက်ရှိမှာတော့ရန်ကုန်နေပြည်တော်မန္တလေးအမြန်လန်းတခြားမှာစစ်တပ်ကလုံခြုံရေးတင်းကြပ်မှုတွေလှုပ်ဆောင်နေပြီဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ဘက်ကတော့ ရခိုင်ပြည်နယ်မင်းမြမြို့နယ်မှာမင်းအောင်လိုင်းပေးရခဲ့တဲ့စစ်မှုထမ်းကောင်းတစ်စိတ်ရာ အမတ်ကိုတက်မတော်တမ်းမြင့်လေ့ကျင့်ရေးတင်းနန်းကျောင်းကဌာနမှုဒုဗိုလ်မှူးကြီးရဲထုံဝင်းနဲ့တက်ဖွဲ့ဝင်တွေကို အေကအသေးဖန်းစီရရှိခဲ့လို့ထုတ်ပြန်ထားပါတယ်။အေက အသေးဖန်းစီရရှိခဲ့တဲ့အမတ်ကိုတက်မတော်တမ်းမြင့်လေ့ကျင့်ရေးတင်းနန်းကျောင်းကဌာနမှုဒုဗိုလ်မှူးကြီးရဲထုံဝင်းဟာဇန်နဝါရီလ၄ရက်နေ့ကစစ်ကောင်စီရဲ့အမိန့်နဲ့စစ်မှုထမ်းကောင်းတစ်စိတ်ကိုမင်းအောင်လိုင်းလက်မှတ်နဲ့ပေးအပ်ခံထားသူလည်းဖြစ်ပါတယ်။ ကြောက်တော်တက်မဌာနချုပ်နဲ့မင်းမြမျိုးကန်းနီရွာအနီးအမတ်ကိုတိုင်းဘိုလေးကျင်ရေးတနန်းကြောင်ခေါ်အမတ်ကိုတက်မတော်တမ်းမြင့်လေးကျင်ရေးကြောင်အပါဝင်အခြားနေရာတွေကနေထွက်ပြေးလွတ်မြောက်ရန်စ조사နေကြသူတွေတဲကစစ်သားအချို့ကိုနေစင်တဲ့ညာအေကဖမ်းဆီးရရှိခဲ့တာလည်းဖြစ်တယ်လို့သိရပါဗျ။မင်းမြမျိုးနဲ့တိုင်းဘိုကိုကထွက်ပြေးနေကြတယ်။အကြက်ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလမ်းတစ်လျှောက်ကျေးရွာတွေကအပြစ်မဲ့ပြည်သူ20ကျော်ကို ။တစားကန်ဖြစ်ဖက်စီခေါ်ဆောင်သွားတယ်လို့လည်းသိရှိရပါဗျ။တစားကန်တွေကို ရခိုင်တပ်တော်ကကဲတင်နိုင်ခဲ့တယ်လို့ပြည်သူတွေကိုတစားကန်ဖြစ်ခေါ်ဆောင်သွားကြတဲ့တိုင်းမဟုတ်ကိုအုပ်ချုပ်ရေးဌာနမှဒုတိယပုံမူကြီးရဲထုံဝင်နဲ့အခြားစစ်ကောင်စီတပ်ဖွဲ့ဝင်များစွာကိုမလရှိရနေကအသေးဖန်းစီရမိခဲ့လို့အေအေကထုတ်ပြန်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျမများပါ။